မင်္ဂလာပါအဲ့တော့မနက်ဖြန်ဒီဇောင်းမုံလာပြင်းနေပေါ့နော်ဒီဇောင်းမုံလာပြင်းနေဒီနိုဗ ెంబ ာလ၄ရက်နေ့မှာမိတ်ဆွေတို့အနေနဲ့လက်ရှင်အောင်ပြုလုပ်ရမယ့်နေရာလေးတစ်ခုပြပြပေးသွားပါမယ်အဲ့တော့ဒီဇောင်းမုံလာပြင်းနေရဲ့နနက်9:45မှာလင်မိုင်းတစ်ချက်ထဲမှာလက်ဖက်အသားကို၄ပုံပုံလိုက်ပါပြီးတော့ရင်လက်ဖက်အသားအပုံတွေရဲ့ကြားထဲမှာဖျောင်းမှန်အစိမ်းရောင်လေးတွေတစ်တိုင်းစီလိုက်ထုံးမယ်ဆိုတော့ဖျောင်းမှန်အစိမ်းရောင်က၄တိုင်ဖျောင်းမှန်အစိမ်းရောင်မရှိတဲ့ရက်တွေတိုင်းမှာတော့ဖျောင်းမှန်အဖြူရောင်သုံးလေရပါတယ်အဲ့တော့ လင်မင်းနဲ့မှလက်ဖက်လေးပုံပုံမဲ့ဖျောင်းနိုင်လေးတိုင်ချောပြီးတော့အိမ်မှာမင်းကူစော်လိုက်မယ်ဆိုလို့ရှိရင်လက်ရွှင်စီဖို့ဝေဝင်စီဖို့ဆူတောင်းပေးပါဒါဆိုလို့ရှိရင်ဒါလာပြင်းနေ့မှာပြုတ်လုလိုက်တာနဲ့တလာလုံးစာအတွက်လုံလောက်ပါတယ်နောက်လာပြီးနေကြတော့မှခါထက်လို့ပါအဲ့တော့ဖျောင်းနိုင်ထုံးနဲ့ဘယ်ချိန်မှပြန်ဆွတ်ရမလဲ၁၂နာရီကျော်ဆွတ်လိုက်လို့ရပါပြီပြုတ်လုရမယ့်အချိန်9နာရီ25ဖြစ်ပါတယ် နောက်ရည်ရည်ရက်ခုကကြတော့ဒီလာပြည့်ပြည့်ရဲ့နက်နက်9:45မှာပဲစံစီစေးစားလူရန်ရမှာဖြစ်ပါတယ်အဘဘုံမင်းကောင်ရဲ့ဓာတ်ရည်ရည်ရဖြစ်ပါတယ်အဲ့တော့အဘဘုံမင်းကောင်ရဲ့ဓာတ်ရည်ရည်ရဖြစ်တဲ့အတွက်ဒီစံစီစေးစားကိုဘာနဲ့လူရမှာလဲဆိုတော့ပလင်းနဲ့လူရပါမယ်ဖန်ပလင်းနဲ့အခုခေတ်မှာပေါ်ပါတယ်အိုဗာတင်းပလင်းအခွန်လေးအတန့်လေးဖြစ်ရမှာပေါ့နော်ဒီပလင်းနဲ့ နှုံမှသာလင်အဘရဲ့ဓာတ်ရည်တရားမိတာပါအဲ့တော့စံစီစေးစားလူရန်ချင်းဒီဖန်ပလင်း၄ပလင်းနဲ့မှာစံဒဗလင်း၄ဒဗလင်း၄ဒဗလင်း အဲစာတပလင်းလူရန်ရမှာဖြစ်ပါတယ်ဆေးရမြန်မာဆေးဖြစ်ဖြစ်အင်္ဂလိပ်ဆေးဖြစ်ဖြစ်ရပါတယ်ဒါလေးကလူရန်လိုက်ခြင်းအပြင်အဘဘုံမင်းအောင်ရဲ့ရိတ်ခါဓာတ်ပေါ်ကျွယ်ွားတဲ့ရေတရာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တစ်လလုံးမှာလက်လာပါတယ်ပေါ်ကျွယ်ွားစီဖို့စံစီစီစာလူရန်ပေးရမှာပဲဖြစ်ပါတယ်ရောမနက်ဖန်ဒဇာမုံလာပြင်းနေနိုဗမာလ၄ရက်နေ့ညနေ၄နာရီမှာတော့ဆီယမားတို့ကရွှေဘုံမင်းအရှိမမုံမှာရှိတဲ့ ဂျေးတုံးဖျားရဲ့မျက်နှာချင်းဆိုင်ကတိုင်းဒေသဂျီနာရကတန်ခါနာရကရုံဝင်းထဲမှာစေးခေါ်ဝဲပြုလုပ်မှာဖြစ်ပါတယ်။ဘာစေးလဲဆိုလို့ရှိရင်စေးခေါ်အဆောင်ညက်နှက်ပွင့်လက်ပွင့် PR စေးလို့ခေါ်ပါတယ်။ရောင်းမထွက်တဲ့ကုန်ပစ္စည်းတွေကိုဒီစေးခေါ်ဝဲရရရှိတဲ့ PR စေးလေးနဲ့တို့လိုက်မယ်ဆိုရင်ရောင်းသမျှပစ္စည်းတွေအကုန်ကုန်မှာအယောင်ဝယ်တွေကောင်းမှာဖြစ်တယ်လို့ပြောစကားအောင်စီတဲ့လူချစ်လူခင် ပေါ်စီတဲ့အဲ့ဒီစေးခေါ်ဝဲလေးကိုမိတ်ဆွေတို့အနေနဲ့လာရောက်ပြီးတော့အခမဲ့ ယူလို့ရပါတယ်မနက်ဖန်မှာပုံမှန်ဖြစ်ပါတယ်ပွဲချိန်ကညနေ၄နာရီနဲ့ည၉နာရီအထိဖြစ်ပါတယ်အဲ့တော့၅နာရီ၆နာရီလောက်မှာတော့ပွဲဆောင်မှာပေါ့နော်ဒီစိတ်ဖော်ပွဲမှာမနောမယလက်ဖြစ်ရေမဲဇလီဘူးသုံးနဲ့မုံသက်ရှင်တို့ကိုလည်း စတုဒီတာ ကျွေးဝင်းမှာဖြစ်တဲ့အတွက်မိတ်ဆွေခုနှစ်ယောက်သားသမီးတွေလာခဲ့ဖို့ဖိတ်ခေါ်စီမားရဲ့ရှင်အားလုံးကျေးဇူးထူတင်ပါတယ်ဆီမနာမည်ကတော့ဆီမထားရဲ့ဇနီးပါရွှေဘုံဘုရားရှိဘမုံချင်းသိန်းနှကောင်အောင်နာလေးမှာဟောကမ်းခွင့်တာပဲဖြစ်ပါတယ်ဖုန်းနံပါတ်က399 98 9390 400ပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးထူတင်ပါတယ်